မင်္ဂလာပါ Fusion ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ရုံးပိတ်တာဖြစ်တဲ့အတွက်ဟင်းချက်ဆောင်တာဖြစ်ပါတယ်ဘိုင်းချက်မလဲဆိုတော့ပစုံစီပြန်ဟင်းချက်ဆောင်တာဖြစ်ပါတယ်အဲမနေ့ကကျွန်တော်ရုံးကပြန်လာတော့ဈေးဝင်ဝင်ရင်းနဲ့ဒီပေါ့နော်ပစုံလေးဈေးချနေတွေ့ရတယ်ချက်ဆောင်မယ်ဆိုပြန်ကြရတယ်ဖြစ်ပါတယ်ချက်တော့လိုက်ကြည့်ပြီးပါအောင်ပြောကျွန်တော်တို့ပစုံလေးကိုပထမဆုံးရေဆေးဆေးကြောတန့်ဖြင့်ပင်အခွန်ခွာ ြောခွဲပြီးတော့အလဲရဒီအငက်ကြီးလေးတွေကိုထုတ်ထားပြရမှာပဲဖြစ်ပါတယ်။အာပြီးရင်တော့အနစ်လို့ဖို့တော့ဒီခရမ်းကျင်သေးရယ်ကျက်တွန်ကြီးရယ်အာကျက်တွန်ပြူရယ်မြေုပ်သေးရယ်ကိုတုံးထားပါပဲဖြစ်ပါတယ်။ဒီနေရာမှာကိုလိုချင်တဲ့အနစ်အနှဲများပုံမူတည်ပြီးတော့ဒီခရမ်းကျင်နေတဲ့ကျက်တွန်ကြီးကိုလိုတို့ပို့လျှောက်လုပ်နိုင်ပါတယ်။ ကဲခုဆိုလို့ရှိရင်တော့အနစ်ချက်ဖို့အတွက် ready ဖြစ်ပြီပဲဖြစ်ပါတယ်ကျွန်တော်ကြက်တုံလေးလေးတွေစိတ်ထားတယ်ကြက်တုံတူလေးတွေပါပါစိတ်ထားတယ်ပြီးချမ်းကြီးလေးလေးစိတ်ထားတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဆက်ဆက်လေးစားနေတော့ဖြစ်တော့အမြုပ်ကြီးဖိန်လေးတောင်လေးတွေပေါ့နော်နှစ်ချမ်းခွဲပြီးထည့်ထားပါတယ်ပြီးရင်တော့ fit up ဖို့အတွက်ဒဲဟိုးလေးကိုဖိန်လေးအနေနဲ့ထည့်ပြီးကြက်တုံပြူကြက်တုံနီးထည့်ပြီးတော့ဖိန်ရင်ဖတ်တက်မှာပဲဖြစ်ပါတယ် နွမ်းနွမ်းမုံနိုင်ငံထဲပါမယ်အယောင်တမုံလေးနိုင်ငံထဲပြီးတော့ဖီတက်ပြီးတော့မှုပြီးမှာပဲဖြစ်ပါလေလီထားတဲ့ခန်းကျင်လေးတွေကိုထည့်ပြီးတော့ထမ်းမှုပြပါမယ်ပြန်တော့စားနေငယ်အချုံမုံနေငယ်ချက်သားမုံနေငယ်တို့ထည့်ပြီးတော့ နံပြားလေးပောက်ပြီးတော့မှမွေပေးရမှာပဲဖြစ်ပါတယ်နှချမ်းခွဲထားတဲ့ငရုတ်သီးဖိန်းလေးတွေကိုထည့်ပြီးတော့မှနည်းနည်းလေးလုံးပေးလိုက်ပါမယ်ပြန်တော့ရင်းသွေးလေးနဲ့ငထက်ပြီးတော့အဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်တည်ထားလိုက်ပါမယ်။ ဆွေးကြောတက်မြင်ထားတဲ့ပုံစံလေးတွေကိုထည့်ပြီးတော့နင်းငယ်လုံးပေးပါမယ်ပြီးရင်တော့ရင်တွေးလေးနင်းငယ်ထည့်ပြီးတော့55မိနစ်လောက်ပြန်ပြီးတည်ထားလိုက်ပါပဲဖြစ်ပါတယ်ဖုံးလေးပြန်ဖွင့်ပြီးတော့ပုံစံတွေကိုအထောက်အကျညီတော့လှန်ပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့နောက်ထပ်အဖုံးလေးပြန်အောင်ပြီးတော့7မိနစ်လောက်ထပ်တည်ထားလိုက်ပါမယ်။ ရေလဲခန်းသွားပြီးပုံလေးလည်းအအောင်ပြောင်းပြီးတော့ကိုယ်လာပြီဆိုလို့ရှင်တော့ပုံစီပြိုင်းလေးရောက်ပြီဖြစ်ပါလေ။ကဲအခုဆိုလို့ရှင်တော့လွယ်ကူလင်းမြန်ပြီးတော့အိမ်မှာလည်းတူချက်ဆောင်လို့ရမယ်ပုံစီပြိုင်းလေးရောက်ပြီဖြစ်ပါလေ။ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye ။